မြေတုခတ်ကိုလူနှစ်ယောက်ကပူးတွဲပန်ဆိုင်ထားကြပါတယ်။တနေ့ကျတော့တယောက်ကကြံတယောက်ကိုအသီးမပေးဘဲနဲ့မိတူအထောက်ထားနဲ့အဲ့ဒီမြေကိုထက်ဝက်ခွဲမြေပုံကူးပြီးတော့သူ့အမိပေါက်တယောက်ထဲရှောက်ထားလိုက်ပါတယ်။အဆိုးဆုံးကတော့စီပင်ဌာနကလည်းအဲ့ဒါကိုဖွင့်ပြပေးထားလိုက်တာပါ။ဇာရွက်ဆိုင်ရမူရင်တွေကဗန်မာသိမ်းထားရတာနဲ့မိတူလောက်နဲ့တင်မြေခွက်တွေခွဲဝေပေးလိုက်တဲ့ဌာနဆိုင်ရာကိုရောတရားစွဲလို့ရမလား။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါ။ ဒီနေ့မှာတော့ရန်ကုန်မြို့တော်စီပင်ကလုံထုံလုံးကြီးကိုကြော်ပြီးတော့မြေခွက်ခွဲပေးခဲ့တာကြောင့်တရားရုံးအထိရောက်ခဲ့ရတဲ့ PM ဇလန်တပုတ်ကိုမျှဝေပေးခြင်းပါတယ်။မူရင်းစီရင်ထုံးကတော့2016မြန်မာနိုင်ငံတရားစီရင်ထုံးဥလှမြင့်ဖူးနဲ့ဌာနမူမြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှုဌာနရန်ကုန်မြို့တော်စီပင်တာယာရဲကော်မတီပါနှင့်တရမအထွေထွေလျှောက်ထားမှုစီရင်ထုံးဖြစ်ပါတယ်။ရန်ကုန်မြို့ဗဟန်းမြို့နယ်ကအချက်ချက်ကြားတဲ့နေရာမှာမြေခွက်ကြီးတစ်ခွက်ရှိပါတယ်။ အဲ့ဒီမျိုးကတ်ကိုဦးလှမြင့်ဖူးနဲ့ဒေါ်မီမီမြင့်ဖူးဆိုသူနှစ်ယောက်ကအမွေဆက်ခံပြီးတော့ပူးတွဲပါဆိုင်ရပါတယ်သူတို့နှစ်ယောက်ကတိတ်ကိုစေးဆက်ပါတယ်မြေပိုင်ဆိုင်မှုစာရွက်စာရမ်းမူရင်းတွေကိုဘသူမှတယောက်တည်းယူလို့မရအောင်မြဝတီပန်ရဲ့လုံခြုံရေးတပ်တားထဲမှာသွားပြီးတော့အထားကြပါတယ်သော့ကော်လည်းတယောက်တစ်ချောင်းစီခြိုင်းထားပြီးတော့နှစ်ယောက်စလုံးပါမှအဲ့ဒီစာရွက်စာရမ်းတွေကိုထုတ်လို့ရမယ့်စနစ်မျိုးစီစဉ်ထားရပါပြဿနာကသူတို့နှစ်ယောက်ကြားမှာမြေခွက်ခွဲမဲ့ကိစ္စသဘောထားမတိုက်ဆိုင်ရကနေစတာပါ ဒေါ်မီမီမြင့်ဖူကသူနေတဲ့အရှမ်းကိုသူ့တယောက်တည်းအမိပေါက်ရှင်နေပါတယ်။ဥလှမြင့်ဖူကကြတော့ဒီကိစ္စကိုလုံးဝသဘောမတူသေးပါဘူး။ဒီတော့ဥလှမြင့်ဖူသဘောမတူတဲ့အတွက်ကြောင့်ဗန်ဒဲကစာရွက်စာတမ်းမူရင်းတွေကိုလည်းထုတ်လို့လည်းမရသေးပါဘူး။ဒီမှာတင်တစ်ဖက်ကဘာလုပ်လဲဆိုတော့လက်ထက်မှာရှိတဲ့စာချုပ်မိတူတွေကိုကင်ပြီးတော့ရန်ကုန်မြို့တော်စီပင်မြေစီမံခန့်ခွဲမှုဌာနမှာမြေခွဲခွဲစိတ်ပြီးပြီးတော့သွားပြီးတော့ရှောက်ပါတယ်။ထူးခြားတာကစီပင်ဌာနကလည်းဒီလူတွေကပိုင်ရှင်အဆက်တွေဟုတ်ပါတယ်။ ရင်ကလည်းမူရင်းတွေကိုစစ်ဆေးထားပြီးသားဖြစ်တယ်ဆိုပြီးတော့စာရွက်စာရမ်းမိတူတွေနဲ့တင်မြေခွဲခွဲဆက်ခွင့်ကိုခွင့်ပြုပေးလိုက်ပါတယ်။ဒါကိုဥလှမြင့်ဖူးကသတင်းစာထဲမှာကြော်ညာပါလာတဲ့အခါကျမှသိလိုက်ရပါတယ်။ဒါကြောင့်ရှစ်ရှင်းပဲဌာနကိုကန့်ကွက်စာတင်ပါတယ်။ဒါပေမဲ့စီပင်ဌာနကသူ့ကန့်ကွက်စာကိုလေးလူရှုပြီးတော့မြေခွဲခွဲဆက်ပြီးကြောင်းအကြောင်းကြားစာပို့လာခဲ့ပါတယ်။ဒါကိုမကျေနပ်တဲ့ဥလှမြင့်ဖူးကစီပင်ဌာနဟာလုံထုံလုံနည်းနဲ့မညီပဲလုံပိုင်ခွင့်ဘောင်ကိုကျော်ပြီးတော့ဆောင်ရွက်ပါတယ်ဆိုပြီးတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာအာဏာပိုင်မြေစာကျွန်တော်အမိန့်ချထားလိုက်ပါတယ်။ကဲတရားရုံးချုပ်ကဘယ်လိုဆုံးဖြတ်လဲဆက်ကြည့်အောင်ပါ။စီပင်ဌာနဘက်ကတော့ထုရှိပါတယ်။သူတို့ကအရင်တုန်းကဒီနှစ်ယောက်အမိပေါပြောင်းတော့ကမူရင်းတွေကိုစစ်ဆေးခဲ့ပူးပါတယ်။သူတို့နှစ်ယောက်ကြားမှာလည်းခွဲစိတ်ပိုင်ခွင့်ရှိတယ်လို့သဘောတူစာချုပ်တွေရှိထားလို့ခွင့်ပြုပေးလိုက်တာပါလို့ဆိုပါတယ်။ဒါပေမဲ့တရားရုံးချုပ်ကဒီလိုမမြင်ပါဘူး။တရားရုံးကအချက်၃ချက်ကိုအဓိကထားပြပါတယ်။ပထမတစ်ချက်က မြေစီမံခန့်ခွဲမှုလုံထုံလုံနည်းတွေအရမြေကွက်ခွဲစိတ်တာမြေပုံကူတာတွေလုပ်ရင်စာရွက်စာရံမူရင်းကိုမဖြစ်မနေတင်ပြရမယ်လို့ပြဋ္ဌာန်းထားပါတယ်မိတူနဲ့လက်ခံဆောင်ရွက်ပေးတာဟာလုံထုံလုံနည်းနဲ့မညီပါဘူးဒုတိယချက်ကတော့ပူးတွဲပိုင်ရှင်တစ်ယောက်ကကန့်ကွက်နေတဲ့ဂျာကပဲကြံတစ်ယောက်ရဲ့သဘောတူညီချက်မပါဘဲနဲ့တစ်ဖက်သက်မြေကွက်ခွဲစိတ်ပေးလိုက်တာဟာဥပဒေနဲ့မညီညွတ်ပါဘူးတတိယချက်ကတော့လုံထုံလုံနည်းအပိုက်ခွန်ပါလေ လိုအပ်တဲ့စာရွက်စာတမ်းမူရင်းတွေကိုတင်ပြရမယ်လို့အတိအလင်းပြဌာန်းထားတာကိုဌာနကကြော်လွန်လှုပ်ဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြည်ထောင်စုတရားလွတ်တော်ချုပ်ကဥလှမြင့်ဖူးကိုနိုင်တယ်လို့ဆုံးဖြတ်ပြီးတော့စီပင်ကခွင့်ပြုလိုက်တဲ့မြေခွက်ခွဲစိတ်ခြင်းအမင်းကိုပယ်ဖျက်လိုက်ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာတင်ကန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ။မြေကိစ္စဆောင်ရွက်မယ်ဆိုရင်မူရင်းစာရွက်စာတမ်းတွေကအသက်ပါပဲ။မိတူလောက်နဲ့တင်ပြီးဆိုလေလုံးလို့မရပါဘူး။မြေတကွက်ပူးတွဲပန်ဆိုင်ထားရင် တဖက်လူရဲ့သဘောတူညီချက်မပါဘင်းနဲ့ကြော်ခွားပြီးတော့လုံးလို့မရပါဘူး။ဌာနဆိုင်ရာတွေအနေနဲ့လည်းဖြတ်တန်းထားတဲ့လုံထုံလုံးကြီးအတိုင်းတိတိကျကျဆောင်ရွက်ရမှာဖြစ်ပြီးတော့မလိုက်နာခဲ့ရင်တရားရုံးကပယ်ဖျက်ပိုင်ခွင့်ရှိတယ်ဆိုတာကိုဒီအမှုကနေတက်တက်ပြနေပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတူဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အကျိုးရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။